နခင်မှာကောင်းတဲ့လုံလို့ရှိရင်ဘယ်ချိန်ဖြစ်ဖြစ်ကောင်းတဲ့လုံရင်ကောင်းတဲ့နတ်ခတ်ပဲလို့ဒီလိုပြောတာနော်ဘယ်နေ့မှဥမာပဲဒီနေ့ကပြဇရာရဲ့ဒီနေ့ကရရစားရဲလို့ဒီလိုရွေးစရာမလိုကောင်းတဲ့အလုပ်လုပ်တာမှန်သမျှကောင်းတာဖြစ်စေနိုင်တယ်သူနဲ့ခတ်တယ်သူမင်္ဂလာတုပ်ပဘာတံသူဟုတ်တယ်သူခနောသူမဟုတ်တော့စာသူအိဋ္ဌံဇမစာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမ ်ဆရာဘုရားအဆုံးမဓမ္မကောင်းတယ်ဒီပုဗ္ဗနာတုံးပါဆိုရင်အေးမနဲ့ခင်းဟာကောင်းသောနာနဲ့ခင်းဖြစ်ဖို့ဘာလို့ရောက်ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်ကကောင်းတဲ့သူစိုက်ကောင်းတာကိုတွေးရမယ်အပြစ်ခင်းတာကောင်းတာကိုတွေးရမယ်ကောင်းတာကိုပြောရမယ်ကောင်းတာကိုလုပ်ရအောင်ဓမ္မကောင်းသောနာနဲ့ခင်းဖြစ်တယ်ကောင်းတဲ့နေလေခင်းဖြစ်ဖို့ဘာလို့ရောက်ကိုတွေးတဲ့အတွေးပေါ်မှာကိုလှုပ်တဲ့ကိုပြောတဲ့စကား ကိုလှုပ်တဲ့အလုပ်ပေါ်မှာမှုတည်တယ်။ကောင်းသောညဏ်နေခြင်းဖြစ်ဖို့ရတယ်ကိုတွေးတဲ့အတွေ့ကိုပြောတဲ့စကားကိုလှုပ်တဲ့အလုပ်ပေါ်မှာမှုတည်တယ်လို့အဲ့တော့ဆန်းစေရမှာကိုပြောတာအပြစ်ကင်းတဲ့စကားလားကိုတွေးတာအပြစ်ကင်းတဲ့ကိုပြောကိုလှုပ်တဲ့အလုပ်ဟာအပြစ်ကင်းတဲ့အလုပ်လားလို့ဒါပဲဆန်းစစ်စရာလိုတယ်ကိုပြတရားရဲရစာရွေးစရာတိတ်ပြီးတော့မလိုလားနော်ဘေးရင်ဂိမ်းခန်းနေရဲ့ ဒီလိုပြောတော့အစွန်းရောက်တယ်လို့တချို့ထင်ကောင်းထင်မယ်ဒါမြတ်စွာဘုရားဟောတဲ့အဆုံးမှာပဲဒါနော်မြတ်စွာဘုရားကိုယုံကြည်တဲ့အားကိုးတယ်ဆိုလို့ရှင်ဘုရားဆုံးမတိုင်လိုက်တာမှာပေါ့အဲ့တော့ဒါတွေကိုအလေးနဲ့မထားဘူးလောကဆိုတာဒီအများယုံကြည်တိုင်းမှန်တယ်လို့လည်းပြောလို့မရဘူးအကုန်လုံးလည်းအမှားရှိလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှန်တာရှိတယ်လို့မှားတာရှိတယ်လည်းရှိနိုင်တယ်ပေါ့မြတ်စွာဘုရားက နက္ခတံပฏิမာနံတံအထောဘာလံဥပိစ္ဆကာအေးဒီနေ့နက္ခမကောင်းသေးဘူးနက္ခရလည်းမကောင်းသေးဘူးသွဲခါလည်းမကောင်းသေးဘူးနော်ရွှေဝဲရာတောင်မှအမြိတ်တဆုပ်ရက်မှရွှေဝဲရမယ်ဆိုမကောင်းသေးဘူးဈေးရက်တက်သွားနောက်ကျတော့အမြိတ်တဆဲစောင့်တာနဲ့ဈေးတက်သွားတာနဲ့သွားကြုံဟုတ်ကဲ့လားအဲ့ဒါလို့ရှင်မကောင်းသေးဘူးနဲ့ရွှေရင်ရွှေရင်နဲ့နောက်ကျကြရင်အဲ့မှာဂါရာလေးက နက္ခတံပฏิမာနံတံအထောပါလံဥပိ္ပစကကောင်းကျိုးချမ်းသာတွေဟာနက္ခကောင်းတဲ့နေ့ကိုမျှော်လင့်ဆောင်စားနေတဲ့အတိညာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ကောင်းတဲ့အကျိုးတရားတွေကကြော်ဖြတ်သွားပြီတဲ့ဆုံးရှုံးသွားပြီလို့ပြောတာဒါเนาะခဏလေးလောက်ရမယ့်အလုပ်ခဏလေးလုံးမှပြတ်ပြတ်ရားကြသည်လို့ရဲရစာကိုစောင်းပြီးတော့လုံနေမယ်ဆိုရင်ဒီနေ့ရရမယ်အလုံးမရတော့ဘူးဒီလိုဆို အဲ့ဒါလေအလေးနဲ့ထားဖို့လိုအပ်တယ်ပေါ့ဘုရားဘာသာဝင်တွေ